ထိုင်းနိုင်ငံတောင်ပိုင်းဆူရထာနီခရိုင်ရှိ ထိုင်းမြန်မာစာသင်ကျောင်းမှာမြန်မာကလေးငယ်တွေကိုမိလ6ရက်နေ့အထိကျောင်းအပ်လက်ခံနေပါတယ်။ပုဂလိကစာသင်ကျောင်းတစ်ကျောင်းဖြစ်တဲ့တောင်ဖက်ထနာကျောင်းမှာဧပြီလ19ရက်ကနေမိလ6ရက်နေ့အထိလက်ခံနေတာပါ။အဲ့ဒီကျောင်းမှာ မူဂျိုကာနီကိုရန်အထိကိုမြန်မာသင်ယူအတိုင်းသင်ကြားပေးနေတာဖြစ်ပြီးထိုင်းဘာသာကိုတော့ထိုင်းလူမျိုးဆရာမကသင်ကြားပေးနေပါတယ်။ ကျောင်းအမေဆိုရင်မိဘတူဦးရဲ့နေထိုင်ခွင့်အထောက်အထားတတိယထောက်ခံစာရီလိုအမှဖြစ်တယ်လို့ဆီယာမကြီးတော်စောယူနယ်အေးကပြောပါတယ်။အဲ့ဒီဟာတွေကဘာအတွက်လဲဆိုတော့ဒီအထောက်ထားမဲ့နေတဲ့ဟိုဒီထိုင်းနိုင်ငံနဲ့မှာရောက်လာပြီးအထောက်ထားမဲ့တဲ့ခလေးတွေအတွက်ဂျီနံပါတ်73လုံးကိုရှောက်ပေးဖို့အတွက်ကျမတို့အဲ့ဒါတွေတောင်းပါတယ်ရှင်။ကျောင်းဝင်ကြီးအနေနဲ့ကျောင်းသားတယောက်ကိုဘတ်900တမတ်ထားပြီး ထိုင်းတင်ယုံနဲ့မြန်မာစာတင်ယုံစာအုပ်တို့အပြင်စာရေးကိရိယာတွေပါအခါမဲ့ထောက်ပံ့သွားမယ်လို့ဆိုပါတယ်။ပုဂ္ဂလိကအကြောင်းဖြစ်တဲ့ drawing partner ကြောင့်လည်းမြန်မာအကြောင်းဖြစ်တဲ့ word boy ကြောင့်တို့ပြီးကနေ့နှစ်ကျော်လာလေးရင်းတွေကစတင်လက်တွဲလိုက်ပြီးမြန်မာအကြောင်းသားတွေကိုလက်ခံတင်ကြားနေတာပါ။ပြီးကနေ့စတင်နှစ်ကမြန်မာအကြောင်းသားတို့ရာကိုမြန်မာဆရာဆရာမအရှိဦးပြင်း ထိုင်းဆရာတွေနဲ့ပါတင် जा ပေးခဲ့ပြီးအခုနှစ်မှာတော့ကျောင်းသားဝင်ထပ်တိုးလက်ခံသွားမယ်လို့ဆရာမကြီးတော်စောယူမေကပြောပါတယ်။ဆိုရထာနေခရရှိမြန်မာရွှေပြောင်းစာသင်ကျောင်းအများပြားကိုထိုင်းအာဏာပိုင်တွေကပေးသေးလိုက်ပြီးနောက်မြန်မာကလေးထောင်ပေါင်းများစွာပညာသင်ယူခွင့်ဆိုရှုံနေကြပါတယ်။